ိုင်ငံကျော်မင်းသမီးတွေကိုပလဲပေးစင်ကယ်မသားတွေကိုမှတည်တည်လို့ချစ်ကြတဲ့မင်းသားချောထုံးကိုပြည်သူများအလုံးမဲမင်္ဂလာပါရှင်။ကျွန်မတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါရစေ။မြန်မာလူတိုင်းဝိုင်းမှာတော့လူများအဖြစ်လူပြိုတယောက်ကပြိုစင်တယောက်ကိုလက်ထပ်တာကိုပဲသဘောကျပြီးတော့တင့်တော်တွေလိုပဲယူဆကြပါရစေ။တကယ်လို့လူပြိုတယောက်ကကလေးမေတရားစင်ကယ်မသားကိုလက်ထပ်မိသွားရေးဆိုရင်တော့မားရဲ့အမြင်နဲ့ဝေဖန်သက်ကြတာမျိုးတွေရှိပါသေးတယ်။ ဒါပေမဲ့အချက်စစ်မှာတော့အပြိုတကလက်ကလေးမေးဆိုပြီးခွဲခြားမှုတွေရှိနေပါဦး။လုံတာနှစ်ခုရဲ့နားလည်မှုကတော့အဓိကကြပါရယ်။ဒီဗီဒီယိုထဲမှာတော့ရိုးရိုးချုံမော့ခင်ညာပြီးတော့ ပရိသတ်အခိုင်အမာရရှိထားတဲ့နိုင်ငံကျော်မြင်သာကျော်တွေဖြစ်ပေမဲ့လူရီရဲ့သမက်ချက်တွေကိုဂီယိုမဆိုင်ပဲအစင်ငယ်မာသားတွေကမှနားလေမှုအဖြစ်နဲ့လက်ထက်ယူခဲ့တဲ့မြင်သာကျော်300ကျောင်းကိုတင်ဆက်ပေးတော့မှာပါ။နံပါတ်3ဆိုသူတချိန်ကမြန်မာဗီဒီယိုလော့ကာမှာပြောရရင်ကြိုက်တဲ့နှင်းစီခံလို့တင်စားခေါ်အချင်းခေရိတ်ထိတ်တာမြင်သာသူကတော့ဆိုသူပါ။တွေ့ခံရတဲ့ရုပ်ရည်ကြာစရုပ်ကိုပြပြအောင်တရားဆောင်တဲ့နမေကျော်တည်တဲ့ချန်တွေကြောင့်ယနေ့ထက်တိုင်းပရိသတ်တွေခိုင်မာရရှိထားသူပါ။ ဒီလိုအောင်မြင်မှုတွေနဲ့ပြည်စုံနေဆိုသူကလက်ရှိမှာစင်ကယ်မှာတော့ဖြစ်တဲ့တိုက်တန်မင်းသမီးကြီးဆိုမျက်နှာနဲ့လက်ထပ်ထားကြတာဖြစ်ပါတယ်။သူတို့နှစ်ဦးရဲ့အင်တာဗျူးမှာပိုပြီးလေးစားမှုကောင်းတာကမင်းသားကြီးဆိုသူဟာဆိုမျက်နှာရဲ့တာလီဖြစ်တဲ့မြတ်တော်မောင်ကိုကိုယ့်ရဲ့ရင်သွေးတရားလိုမျိုးချစ်ခင်ဆောက်ရှောက်နေရပါ။တာလီရဲ့ပညာရေးကိုအမေရိကန်နိုင်ငံကြီးအထောက်အယူဆောက်ရှောက်ပြီးတော့ဘယံကိုနှွေထွေးထားရတဲ့မိသားစုတစ်ခုကိုတည်ဆောက်ထားတာဖြစ်ပါတယ်။ နမနေအောင်ရေးချင်း MRT4 ရုတ်တံစလံတွေတွေကနေတစိပရိသတ်ချီခင်အပီမူကိုရရှိပြီးတော့အောင်မြမလန်ချောင်းပေါ်ကိုရောက်ရှိလာတဲ့မင်သာချောအောင်ရေးချင်းအနေစင်ငယ်မတော်ကိုမှလက်ထပ်တာပါအောင်ရေးချင်းကရုတ်ရည်ကြုံမော့ပြီးတော့အယက်မောင်ခေါမွန်နာကြောင့်မင်္ဂလိပရိသတ်ရဲ့အသေးစဲမင်သာတယောက်ပါဒါမဲ့အောင်ရေးချင်းကလည်းသမလီတယောက်ရဲ့အမိဖြစ်တဲ့မမခိုင်မဝင်းနဲ့လက်တက်ပြီးတော့တာယာပြောရှင်တဲ့မိသားစုဘွားလေးကိုပိုင်ဆိုင်ထားဖြစ်ပါတယ်။ သူရဲ့ဇနီးမခိုင်မဝင်ကလည်းရခိုင်သားရဲ့သူလုံရရှဲတတိမကြီးတူဖြစ်တယ်လို့ရုပ်ရှင်စကားချွေးထုတ်လို့တဲ့ထုတ်လို့သူတို့လည်းဖြစ်ပါတယ်။ဒါကြောင့်သူတို့နှုတ်ဟာအမှုပြရလို့တွေ့မှာရောစီဝိုင်းမှာပါရှေ့သွားနောက်လိုက်ညီပြီးတော့တယောက်ကတယောက်အပြန်လန်နားလည်မှုတွေနဲ့တိစောက်ထားတဲ့အင်အားကြီးဖြစ်ပါတယ်။ နံပါတ်၁အောင်ရဲလင်လက်ရှိအနုပညာလောကရဲ့ထိတ်တန့်မင်းသားသူဖြစ်ပြီးတော့မိန်းကလေးပြိတ္တတွေရဲ့အသေးစိတ်မင်းသားချောအရောအောင်ရဲလင်ပါဒီလိုအောင်မြင်မှုတွေထွတ်ထိတ်မှရှိနေတဲ့အောင်ရဲလင်ကမလီမြို့ကဟိုတယ်လုပ်ငန်းရှင်တတိမာကြီးတို့ဖြစ်ပြီးတော့ကလေးတယောက်မိဖြစ်တဲ့ single mother သူနဲ့လက်ထပ်တော့မယ်လို့အနုပညာတိုင်ဝန်ကနေတရားပါတယ်တတိင်းကြောင့်ပဲသူချစ်တဲ့ပြိုမီတွေအသေးကွေရပြီမိတ်အောင်ရလေးရတော့သူရဲ့ချစ်သူနဲ့အတူအရန်ကိုတာယာပြောရှင်တဲ့အခြေရတစ်ခုကိုတိဆောက်ထားနိုင်ခဲ့ပါရဲ့ ဒီမင်းသားချော်၃ယောက်ကတော့အချက်ဆိုတာလူတွေတတ်မှတ်ထားတဲ့အချက်ဆိုတာစီးပုံတွေတဲ့နယောက်သားနှစ်ခုရဲ့နားလေးမှုချစ်ချင်းမြတ်တာနဲ့တိဆောက်ရတာဖြစ်တယ်ဆိုတော့ကိုတတိပြသွားခဲ့တဲ့သူတွေပါရုပ်ရချုံမော့ပြီးအောင်မြင်နေပေမဲ့စင်ငယ်မသားတွေကမှဘဝလက်တွေပေါ်ဖြစ်ရွေးချယ်ခဲ့တဲ့ဒီမင်းသားတွေရဲ့အခြေအနေပေါ်မှာဘယ်လိုမြင်ကြလဲဆိုတော့မျက်စက်ပြကြပါအောင်နော် ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့ကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လေးပရိသတ်တွေအတွက်စိတ်ဝင်စားဖွယ်ရကြသတင်းနဲ့တို့ပြန်လာခဲ့ဦးမှာဖြစ်လို့အတိတ်တော်ပရိသတ်တန်မြတ်တန်သိရှိနိုင်ဖို့အတွက်ဘေးနာချပေးခေါင်းဆောင်လေးကိုလည်းနေထားပေးကြပါဦးရှင်။